သူကလက်နှစ်ဖက်ခြေတော်နှစ်ဖက်မရှိဘူးဒါမဲ့သူကဘဝကိုအမိကိုကင်းကင်းနဲ့ရက်တည်နိုင်တဲ့လူတစ်ယောက်ဖြစ်အောင် သူစူးစမ်းတယ်သူမှတွေးကြုံလာတဲ့အခက်ခဲတွေအားလုံးကသူ့အတွက်စင်ခုံမှုတစ်ခုပဲဖြစ်တယ်မဖြစ်နိုင်တာမရှိဘူးမလုံနိုင်တာမရှိဘူးဘလို့ထွင်ပြီးလုပ်ရမလဲဘလို့ရအောင်လုပ်ရမလဲဆိုတာပဲသူစဉ်းစားတယ်ကိုမလက်နှစ်ဖက်ရှိတဲ့ရင်လည်းအနှပြင်ဖို့မပြင်ပြဘူးအနှပြင်ဖို့ဝင်နေတယ် လက်နက်သက်မရှိဘဲနဲ့တောင်မှသူ့ခေါင်းသူကိုလောက်အောင်ပြင်းတာ။ငါမှလက်နက်သက်မရှိတော့မဖြစ်ဘူးဆိုတဲ့စိတ်သူ့မှာမရှိဘူး။ဒါမိုးစရိတ်နေတာပေါ့။တရက်တောင်မှသူပါရီလောက်ရမှာ။လက်နက်သက်ရှင်တစ်ဖက်ရှိရလူတွေမှမအားရမှာမဟုတ်ဘူး။သူ့မှာလည်းမအားပါဘူး။သူ့မှာလည်းလှုပ်ရှားတဲ့လူအများကြီးရှိရဲ့။အလုံးမရှိဘူးဆိုလို့ကျင်ဘဝကတည်နေတဲ့လူတွေတူတယ်။သူကအားရတဲ့အချိန်မှာဆိုရင် stock share တွေကြည့်တယ်။၂၄နိုင်သူအားရရှင်မရှိပါဘူး။ ဒါမဲ့သူကတို့အမြဲတမ်းပျော်ရွှင်အောင်နေတယ်။ဘဝနေတတ်ရင်တော့ကျဉ်းတ်ဆရာဆိုတာပဲ။အသူရဲ့ကိုယ်ပိုင်ကားလေးပေါ့။ဒါနဲ့ပဲမရှိတော့ဘူးရေတောက်ဖို့ခက်ခဲပြီမလား။တော်တော့အမိကိုကင်းကင်းနဲ့ယက်တည်နိုင်တဲ့လူတယောက်ဖြစ်အောင်သူကြိုးစားနေတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်သူကတို့ရေတောက်နိုင်အောင်ကြိုးစားတယ်။လည်းနှစ်ဖက်မရှိတော့ဘူးဆိုရင်သွားတိုက်ဖို့ကအခက်အခဲရှိပြီ။ဒါမဲ့သူ့မှာတော့အခက်အခဲမရှိပါဘူး။ အတူတကယ်လေးနှလုံးထည့်ရတယ်။ဒါကလုတ်လေးနေထားပြီဆိုရင်သူ့လိုသူ့လိုလိုအဲ့ဒီပုဒ်တန်အတွင်းထဲမှာတွားတိုက်တဲ့နေရာမှာလဲနေတယ်။သူ့ဘဝသူအမြဲကျဉ်းနေပါလား။ကိုမောင်ကအဲ့ဒီလိုကျဉ်းနေတဲ့စိတ်ရှိလား။သူ့လိုရောအပြုံးမျက်နှာကိုမောင်ရှိရလား။ကိုတနေတာကိုယ့်ရဲ့မျက်နှာဘယ်လိုထားသလဲ။သူနဲ့ကိုယ်နဲ့ပါလေကွာရှားတယ်။ ာသူ့ရဲ့အဖော်ခွေးလေးပေါ့ဒါပေမဲ့အဲ့ဒီခွေးကအရင်ကြောက်တယ်နော်သူသူမှလက်နှစ်ဖက်မရှိဘူးဒါပေမဲ့သူရေကူးတာအရင်ဝါနေပါလားမိမလက်နှစ်ဖက်ရှိတယ်မိရေကူးတတ်လားမကူးတတ်ဘူးသူမှလက်နှစ်ဖက်မရှိပြန်ရေကိုခုံချမှာဟောကဲမြုပ်သွားပြီပေါ်မလာတော့ကိုအထင်မှာသူပေါ်လာပါပြီ ဲ့ဒီတော့ရေထဲခုန်ချရတာကိုသူအရင်ပြောတယ်။ဖြန့်လေးတကောင်လို့ကိုမနှစ်ဆက်လေးနိုင်မှာလို့လွတ်လွတ်လပ်ရေကူးနိုင်တဲ့အချိန်ပေါ်ပါပါနေနိုင်တဲ့အချိန်ရှိရလား။သူနဲ့ကိုယ်နဲ့ပါလေကွာဆားလဲကြည်စမ်းလူဘွားဆိုတာစိတ်ပျော်ရွှင်အောင်ဒီမှာပြောတာနော်စိတ်ဆင်းရဲပြီးနေတဲ့တဏှိကုံကမှာစိတ်ချမ်းသာနေတဲ့တဏှိကုံကမှာပဲစိတ်နဲ့နေတယ်အေဂျင်နဲ့စိတ်ရှိမှဘဝကအေဂျင်နဲ့ ဘဝနေတိုင်းတော့ကြည်နဲ့ဆရာရှိတယ်။တရမ24နာရီရှိတယ်။တနာရီနိုင်ဝတ်တော့အနာယူတင်တယ်လူရ။ဘန်းပြေတင်တယ်။ဘန်းညာနဲ့ဥယျာဉ်ကြီး60တင်တယ်။သူရကဘလောက်ကောင်းလဲပြိတ္တော်မှာ။ဒါဆိုလည်းဒီလိုငြိမ်းချမ်းချမ်းနဲ့ဘန်းညာနဲ့လဲဘူးလား။အနာယူဘူးလား။လျှောက်သွားဘူးလားစိတ်လွတ်လွတ်။တရမ24နာရီ24နာရီမှာနိုင်ဝတ်တော့ပေါ့ပါပါလွတ်လွတ်လပ်လပ်နေတင်တယ်တယောက်ကြီး။ ကိုအသက်ရှိနေတယ်ဆိုတော့အနာယူတတ်တဲ့အကျင့်လေးတော့တုတ်ပြရမယ်။နှစ်ပတ်စဉ်ရုပ်ကအိုစားလာတဲ့အလုပ်တွေနဲ့ပဲစိတ်ဖြစ်စည်းနေရတာကြာ။ကိုမှတော့လက်နှစ်ဖက်ရှိမိမှလည်းရေကူးခြင်းနဲ့ရေမကူးတတ်ဘူး။အဓိကတော့မကူးခြင်းနဲ့စိတ်ပေါ်နေ။ gain ခုံချမယ်စွတ်။သူရဲ့ခြေတော့တီးတီးလေးနဲ့အခါတာပါ။စဉ်းစားကြည့်။ ဖြစ်ရှင်တဲ့စဉ်ဘာမှမဆိုဖြစ်တယ်နော်ဖြစ်ရှင်ဖြစ်အောင်လို့နီးလန်းချာစင်ပြေမပေးနဲ့ခင်ဗျားတို့ကျွန်တော်ကြည်ပြီးအားကြလိမ့်မယ်ကျွန်တော်တို့ပဲရေပူးစင်ညာလိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့လည်းကူးတတ်ပါလေမယုံရေခုံချကြည့်ဘူးကျွန်တော်မှလည်းဒီခြေောက်ကလေးနဲ့ကျွန်တော်ရက်ခတ်ပါအဲ့မရေကူးတယ်ဆိုတာလည်းကျွန်တော်လည်းဘုံတိုင်းတက်ခဲ့ရတော့မဟုတ်ပါဘူးတဲ့ကျွန်တော်ကရေကူးတဲ့နည်းစနစ်ကိုဆရာရှင်မှကျွန်တော်သင်ယူခဲ့ရတာပါအဲ့တက်ကိုဘယ်လိုအောင်လာရမလဲဘယ်လိုရှူရမလဲ ခန္ဓာကိုယ်ဘယ်လိုကိုဖို့ရမလဲဒါတွေအားလုံးကဆရာအနေနဲ့သင်ပေးတာပါဘာဖြစ်ဖြစ်သင်ယူသင်ယူခြင်းနဲ့စိတ်ပဲအဓိကအရေးကြီးပါတယ်သူကလည်းနဲ့မရှိဘဲနဲ့ယူကုတ်တယ်ကို့မှာလည်းနဲ့ရှိပြီမဲ့လည်းယူကုတ်သင်ယူနဲ့စိတ်မရှိဘူးဆိုလို့ရှိရင်ဒီတော့ယူကုတ်တာမှမဟုတ်ပါဘူးအဓိကတော့လှုပ်ရှင်နေဆိုရဲစိတ်လေးပဲအရင်ဆုံးမွေးလိုက်မလှုပ်နိုင်တာဘာတစ်ခုမှမရှိတော့ဘူးမဖြစ်နိုင်တာဘာတစ်ခုမှမရှိတော့ဘူး ကိုယ်စိတ်ကမဖြစ်နိုင်ဘူးဆိုတဲ့စိတ်ပြင်ခံလိုက်ပြီဆိုရင်သွားပြီသူကတော့အမြဲတမ်းအမိကိုခင်းခင်းနဲ့ရက်တည်နေတယ်ကြိုးစားတယ်ဘသူ့ဥမှာအခုညမတောင်းပါဘူးဘာကိစ္စမဆိုတော့ခုအိမ်ဝင်လာလဲကြည့်ဦးอืมกันบลาบ่มาเลยเล็ดสินี่เล็ดก็ชูเนี่ยอ๋อแค่แค่เลยสุดแต่อย่าเล็ดจิ้มมาเนี่ยเราส่งไปกูตัวละเว้ยกูมาบาริแค่แค่เลยอจริงๆเล็ดจิ้มนี่ว่ะ ခက်ခဲတယ်ဆိုတာလှုပ်ချင်တယ်ဆိုတဲ့စိတ်ကလေးအဲ့ဒီစိတ်ကလေးဖြစ်ဖို့လားဖြစ်ဖို့ပဲခက်ခဲတာဒါသူတည့်ရတာမှသူခေါင်းဘလူးချော်တယ်ခေါင်းချော်တဲ့ခါမှသူချန်ပူပေါ့နော်ဒါနှိပ်တယ်ဗျာသူပြနှိပ်ပြအားနေပြီဆိုရင်သူလေ့ကျင့်ခန်းနေတဲ့ဒီအိမ်ထဲမှာသူပတ်ပြေးနေတယ်ဒီကားတစီသူ့ရဲ့ကားတစီနဲ့အားနေပြီဆိုရင်စိတ်ကူးတဲ့ကသူဘာလို့စားရမလဲဘာဆက်စားရမလဲကိုယ်စိတ်ကူးတဲ့ကိုလှုပ်စားရတဲ့အလုပ်ပါလေအမှန်တန်ကောင်းတယ် ကိုမလက်နှစ်ဖက်မရှိတော့ဘူးဆိုရင်ကျုပ်မကြော်တတ်တော့မလားဟောသူကြော်ပြမယ်ပြောရှင်းစရာတော့ကောင်းပြီအဲမလို့ရှင်းမှုဆိုရင်တော့ပြင်အဲနင်တော့အများနဲ့ပုတ်ကူးနေမှာအားပြီးစင်သူ PC ဒီကိုကြည့်တယ်ဘယ်ကိစ္စမှမလုပ်ဘူးကဘလူရဲ့အကူအညီမှသူမလိုပါဘူး အရာရာအမှုသူ့ဟာသူလုံနိုင်အောင်ပဲသူကြိုးစားတယ်။ဒါကြောင့်လူရဲ့လို့ဖြစ်လာရင်အမိကိုကင်းနေတဲ့ရက်တည်နိုင်တဲ့လူဖြစ်အောင်ကြိုးစားရမယ်။ကိုမလက်နဘက်ချင်းနဘက်ချင်းရဲ့အမိအားကိုအဖေအားကိုဒါဆိုရင်တော့သူ့တဲ့ကိုကိုကပုံပြနှိမ့်ကြရလူပြဖြစ်တယ်။ကိုင်းကိုင်းခုံတက်လိုက်ပြီ။ကဲဘယ်ဘွားမျိုးပဲရောက်နေရောက်နေကိုကနေတတ်မယ်ဆိုရင်ဂျင်းနဲ့ဆရာဆိုတာပဲ။ तू आ आ တဲ့အချိန်မှာဆိုလို့ရှိရင် तू स्टॉक शेयर စီးွက်တွေကိုကြည့်တယ်။ တာမအဖြစ်ဆိုလို့ရှိရင်တော့ဒီလက်နှစ်ဖက်ရှိရတဲ့လူကွန်ပျူတာရိုက်ပြီဆိုလို့ရှိရင်တမိနစ်အတွင်းမှာ45လုံးကြီးရိုက်နိုင်တယ်။သူကတော့တမိနစ်အတွင်းမှာ43လုံးတွေ့ရအဲ့6လောက်တူတူကြီးနဲ့သူ43လုံးတွေ့ရိုက်နိုင်တယ်။သူကအားလာတဲ့အချိန်မှာစတော့ရှယ်ယာဈေးကွက်တွေရှိတယ်ဘယ်လိုနိုင်မလဲဘယ်လိုရှုံးမလဲဒီဈေးကွက်ကိုသူကစားနေတဲ့ပုံစံကြည့်နေခြင်းအားဖြင့်ကိုကွာဒီလိုနိုင်မလဲဒီလိုရှုံးမလဲဆိုတာကသူသိနေတယ်။အဲ့ဒီစတော့ရှယ်ယာဈေးကွက်တွေမှာသူဝင် ပြီးရှင်းပြမယ်ဝင်ပြီးပါမယ်ဆိုလို့ရှိရင်လည်းသူကမနိုင်တဲ့ဝဲတပွဲမှမရှိဘူး။ သူကအမြဲတမ်းနိုင်ရတယ်။ဒါပေမဲ့သူဟာဒီဆော့ရှယ်ဈေးကွက်ကိုကစားတဲ့အခါမှာတော့စီးပွားရေးနေတဲ့သူကစားဘူး။အပြင်းပြေသဘောအနေနဲ့ပဲသူကစားတယ်။ဒါပေမဲ့သူ့အတွက်ပတ်စံဆိုတာငွေဆိုတာမချပါပါဘူး။အဲဒီဆော့ရှယ်ဈေးကွက်ကနားလည်အောင်ရှင်းရင်းနဲ့နောက်ဆုံးဆော့ရှယ်ဈေးကွက်မှာကျွမ်းကျင်တဲ့လူပြဖြစ်လာတယ်။သူအားလက်တဲ့ချိန်မှာသူပြည်အသမာကျန်းစာတွေသူဖတ်တယ်။တရားဟောတဲ့အလုပ်ကလေးသူကမှာပါ ာမန်လူတွေလုပ်နေတဲ့အလုပ်ကိုသူစမ်းပြလုပ်ကြည့်တယ်။မှဒါဆိုလို့ရှိရင်သူတော့သူ့ရဲ့စတူဒီယိုခန်းပေါ့။အခွေတွေဗီဒီယိုခွေတွေ editing လုပ်တယ်၊တီးဖြတ်တယ်။အဲ့ဒီလိုဗီဒီယို editing လုပ်ရတာအတန်လိုင်းကြီး editing လုပ်ရတာသူရမ်းဝမ်းမှာပါတယ်။စတူဒီယိုလုပ်ရတာပေါ့။လက်နက်ပဲရှိပြီးတော့သူမပြောနိုင်ဘူး၊ကိုမပြောနိုင်ဘူး။သူကလက်နက်ပဲမရှိဘဲနဲ့သူ့ကိုပြောနိုင်အောင်ပြောတဲ့လူတယောက်ဖြစ်အောင်ဘဝမှာပြောရှင်တဲ့လူတယောက်ဖြစ်ပြနေနိုင်တယ်။သူမှအခက်အခဲတွေအများကြီးရှိပါတယ်ဘာပဲလုပ်လို့ မဲ့ဘုရားကဘုရားတို့မလိုပါဘူးခင်ဗျားတို့လည်းပျော်ရွှင်အောင်နေရှိပါကျွန်တော်တို့အများရန်သူတွေကသူကလူတွေကိုစိတ်ပျော်ရွှင်အောင်အများရန်လုပ်တတ်တဲ့တရားဖြစ်တယ်နောက်တစ်ခုကအများရန်ယုံကြည်မှုရှိရဲ့ तू မှာလည်းနှစ်ဘက်ရှင်နှစ်ဘက်မရှိပြင်မဲ့ तू ဟာစင်ပေါ်ရောက်ရမယ်ဒီရောက်လို့သူကိုယ်ကမှန်းထားတယ်ကိုယ်ကလည်းနှစ်ဘက်ရှင်နှစ်ဘက်ရှိတယ် စင်ပေါ်သွားခြင်းနဲ့စိတ်ရှိမှစင်ပေါ်ရောက်မှာစင်ပေါ်သွားခြင်းနဲ့စိတ်မရှိဘူးဆိုရင်စင်ပေါ်ရောက်မှာမဟုတ်ဘူးတာသူစပွဲပေါ်မှာစကားပြောနေတာပါ will give you that strength. စကားပြောကောင်းတဲ့လူကဖြစ်ဖို့ဆိုတာကစင်ပေါ်မှာစကားပြောပြီဆိုလို့ရှိရင်ပြောတိုင်းမှမပြီးဘူးသူရဲ့လှုပ်ရှားမှုလည်းအရေးကြီးတယ် သူမှခြေတော်မရှိဘူးလက်မရှိဘူးဆိုပေမဲ့သူဟာဟန်ပါအမှုရာအပြည့်နဲ့သူလုပ်တယ် Should we not let circumstances take over our lives and steal our peace and joy? တို့အမြဲတမ်းတကြွမှုရှိရဲ့။စကားပြန်အားပါပါပြောတတ်တဲ့အချင်းရှိ။စိတ်ရှင်လမ်းဝေးဟာတာပညာပေးပုံမြင်နေတယ်သူများစွာပြောတယ်။ သူကလူတွေအများကြီးကြားထဲမှာသူခြောက်သွားခြင်းမှာ shopping mall လိုဟာမျိုးမှာရန်ကုန်မြို့စံ city mall လိုဟာမျိုးပေါ့ကုန်တိုက်တီပေါ့သူစီကားတဲ့နေရာကြီးသူသွားခြင်းနဲ့မကန်းချီခီးတွေသူလဲသွားခြင်းနဲ့ဒါသူ့ရဲ့၆လောက်ကလေးပါအဲ့ဒီ၆လောက်ကလေးသူ့အတွက်အရန်သုံးဝင်တယ် tôi mà chỉ để quý số rồi trên này đi chơi với anh bạn cháu này, chắc cái này bây giờ quý ở bên nữa quỳ dọc à. Tôi cho bên bộ đồ là đồ bị xuống rồi trên, tôi biết tôi quan biểu quan biểu chỉ trả đấy. Tôi nhìn này các bạn tôi biết nhẹ ăn hoa trà. လူတွေအဲ့အဲ့ဒီအံ့ဩတာမျိုးလည်းသူသဘောကျပါလေကလေးတွေဆိုရင်လည်းသူ့အတွင်းဝိုင်းစားတယ်ဟာဘာကြီးလဲတော်တယ်ဟာဘာကြီးလဲလို့ပြန် online ကလေးရလန့်ပြီးထွက်ပြေးကြတယ်ဒါဘာပဲဖြစ်ဖြစ်သူပြောပါလေအဲ့ဒီလိုလူတွေကြားရသွားရတာကိုသူပြောပါလေသူအားရချင်းဆိုရင်သူက အမြဲတမ်းသူသူကလူအမြဲတမ်းလေးကျင့်တယ်အပန်းပြေကြီးတွေသူသွားကျင်တယ်ဥမာအထူးသဖြင့်ပင်လေရချမှာပင်လေပင်လေကန့်ကျင်ဒီတိုင်းပါသူရီကူးကျင်တယ်ပေါ့ရီကူးကျင်တယ်ဆိုလို့ချင်တယ်အဲ့ဒီရီကူးရဲ့အချိန်များသူစိတ်ထဲမှာပေါ့ရီကူးရဲ့အချိန်များမိချောင်းနဲ့များတွေ့ရင်တော့သူဘယ်လိုလုပ်မလဲပေါ့ဟာမိချောင်းမိချောင်းမိချောင်းဆိုပြီးသူဒီလိုမျိုးထွက်ပြေးမယ်ပေါ့ ဒါမဲ့တကယ်တော့သူကတကယ်တော့အဝေးကြီးတည်သူမပြေးနိုင်ပါဘူး။တခါလဲမိချောင်းသာဖြစ်သွားမှာ။တနေ့ကျတော့သူကလက်မရှိဘူး။လက်မရှိရှိမရှိပဲနဲ့ကားမောင်းပြမယ်ဆိုတဲ့ခါကျကာမလေးကသူ့ကိုလာကြည့်တယ်။ကာမလေးတယောက်ကသူကားပတ်သက်သွားတဲ့ချိန်မှာကာမလေးကသူ့ကိုကြည့်နေတယ်။ဟာလက်မရှိပဲနဲ့ဒီသူကားမောင်းမယ်ဘယ်လိုမောင်းမလဲဆိုတဲ့ကာမလေးကဘေးကနေလှမ်းကြည့်နေတယ်။အဲ့ဒီခါမှသူကနေပြီးတော့ကားပေါ်မှာသူကတပတ်လောက်လှည့်ပြလိုက်တယ်။ လက်ပလက်ပပြလိုက်တဲ့ခါကျတော့ကောင်မလေးကလှမ်းပြအမလေးဆိုပြီးထွက်ပြေးသွားတယ်တကယ်တော့ तू ကာမမောင်းတတ်ပါဘူးတဲ့ तू ကစကောင်မလေးကလှမ်းနေထွက်ပြေးသွားတယ်လူတွေကသူ့ကိုတွေ့ရင်ရန်သဘောကျတယ် तू ကလည်းလူတွေတွေ့ရင်သဘောကျပါတယ်အများရန်ပြုံးတဲ့သူနှုတ်ဆက်ပါတယ်ကဲသူစပွဲပေါ်မှာဒီပေါ်လုံးလေးကိုသူကံပြမယ် ဒီဘောလုံးလေးကိုလည်းကျွန်တော်အဝေးကနေကြောက်ပြေးကန်တယ်မှာပြေးကန်ပြမှာခင်ဗျားယုံမလားတော့မသိဘူးတဲ့ကျွန်တော်6တီးတီးလေးနဲ့ကျွန်တော်ပြေးပြီးကန်ပြမှာပါအားဒီမှာကြည့်ပါကျွန်တော်နောက်ကိုစုံမယ်ကျွန်တော်အချိန်နဲ့ပြစ်ကန်ပြမှာစုံအောင်မယ်음စုံအောင်မယ်ထပ်ပြီးတော့음စုံအောင်မယ်စုပ်ရရတယ် 嗯，他手机有没？嗯，他手里哑巴的，手没？ဆုတ်လို့မရတော့ဘူးပေါ့။ဟွန်းဆုတ်ကြည့်အောင်မယ်။ဟွန်းဆုတ်အောင်မယ်ထပ်ပြော။အေးအောင်မလေး။လည်းလန့်သွားတာတဲ့။ကျွန်တော်ဘယ်လိုလုပ်လဲဒီဘောလုံးကိုကျွန်တော်ဝေးရနေပြီးပြီးကန်နိုင်ပါလေတဲ့။ကျွန်တော်ခင်ဗျားတို့စတာပါတဲ့။နောက်တာပါ။ ျွန်တော်ပြေးပြောမကန်နိုင်ပါဘူးအနာပဲဒီလိုမျိုးပဲကန်နိုင်ပါလေဒါလေးကကျွန်တော်ရဲ့ PCG ခွေလေးပါကျွန်တော်နှစ်စင်ပေါ့ကျွန်တော်သွားလာလှုပ်ရှားတဲ့ပုံစံလေးပုံစံလေးနေတိုင်းစားတော့တဲ့ပုံစံလေးလူတွေကကျွန်တော်ကိုအရင်သိချင်ကြတယ်ကျွန်တော်လက်နက်ချင်းတွေပဲမရှိဘဲနဲ့ကျွန်တော်ဘယ်လိုစားတော့လဲဘယ်လိုနေထိုင်လဲသူတွေရမ်းသိချင်ကြတယ် ကျွန်တော်မနေ့မိုးလင်းနေအိယာထားတယ်သွားတိုက်တယ်မျက်နှာတိတ်တယ်ရေချိုးတယ်ပြင်အစာစားတယ်ကျွန်တော်နေ့စဉ်နေထိုင်တဲ့ပုံစံတွေအားလုံးဟိုနဲ့ခင်ဗျားတို့အရင်သိချင်ပါလေခွေထဲမှာအကုန်ရှိပါလေ Okay check in ဩအားနေရနေမသွားနဲ့ဟုတ်ကဲလက်တီထိုးမယ်ကဲပခုံးချင်းတိုက်မယ် day တိန်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  okay ဟော thanks man oh thank you okay စဉ်းစားကြည့်ပါဒီခွေကြီးလိုက်တဲ့ခါမှာကိုယ့်အတွက်ဘာပညာရရလဲသူမှလက်နက်ရှိတယ်ပဲမရှိဘူးဒါပေမဲ့သူဟာသူ့ဘဝကိုထိန်းချောင်းနိုင်တယ် သူဘောတူအောင်မြင်တဲ့သူပြောဖြစ်အောင်သူလုပ်နိုင်တယ်သူတဲ့စာဝင်နေဘာမှပူစရာမလိုငွေစွာလည်းသူတဲ့မချောင်းဘာကြောင့်လဲဆိုတော့သူ stock share စီးပွားတွေသူအားရအားတို့ကစားတယ်စီးပွားဖြစ်တော့မကစားဘူးသူကရှမ်းတော့ဘယ်သူစိတ်မကူဘူးပုံမှန်စားတော့နိုင်ဖို့ပဲသူကစိတ်ကူးတယ်အဲ့ဒီဘောကနည်းနည်းပဲသူကရက်တိပြောသူနေထိုင်သွားမယ်ငွေစွာသူ့အတွက်မချားပါဘူး လက်နှစ်ဖက်မရှိရလူတရားတော်မှာတုတ်တဲ့ငွေမရှားဘူး။ဒါဆိုရင်ကိုယ်လက်နှစ်ဖက်ရှိတယ်ဆိုရင်ကိုယ်တည်းငွေရှားမလား။အလုပ်တွေရောရှားမလား။အဓိကဟာအုံနောက်ပဲ။အုံနောက်တွေရင်းနှီးမြုပ်နေမှာ။ဒါကြောင့်မင်းစိတ်သက်ကြပြီဆိုလို့ရှိရင်ဒီလက်နှစ်ဖက်ရှိနေဖက်မရှိရလို့မင်းသတိရပါ။အခက်ခဲတွေပြဿနာတွေကြုံတိုင်းကြုံတိုင်းမှာငါမှဘာတွေလိုအပ်တယ်လဲဘာတွေဖြည့်ဆည်းရမလဲ။အမိကိုကင်းနဲ့ယက်တိနာငါဘယ်လိုကြိုးစားရမလဲဆိုတာမြေအမြဲတမ်းစဉ်းစားပါ ဒီနစ်ကတော့သူ့ကိုယ်သူအမြဲတမ်းအမိကိုကင်းနဲ့ယက်တိနိုင်သူစူးစမ်းတယ်အမိကိုကင်းနဲ့ယက်တိနိုင်တဲ့လူတယောက်ဖြစ်မှ သူ့ဘဝဆိုတာဂုံတိတ်ကရှိတယ်အမြဲတမ်းသူဟာကေဇေယုပဲမျောလင့်နေမယ်သူတို့ဘဝရဲ့အကုန်ပဲမျောလင့်နေမယ်သူတို့ဘဝရဲ့လောင်းရည်အောက်မှာပဲနေနေမယ်ဆိုလို့ရှိရင်ဘယ်တော့မှကွာအညွန့်ကောင်းကောင်းထွက်မှာမဟုတ်တော့ဘူးမင်းဟာနေအောင်လောက်ရောက်နေရင်းနဲ့တဲ့သူတို့ဘဝရဲ့လောင်းရည်အောက်မှာအသက်ရှင်တတ်နေလို့ဆိုရင်မင်းဘယ်တော့မှအလင်းအောင်ရမှာမဟုတ် ဒါဆိုရင်ကိုကဘလို့နေနေလဲအခုလူတွေကအမြဲတမ်းတစုံတဝီးရဲ့အကူအညီအမြဲတမ်းမျှော်လင့်နေတယ်ဘယ်သူများငါ့ကိုအကူအညီမလဲဆွေမျိုးများကူညီမလားအမေများကူညီကူညီမလားအဖေများကူညီမလားတငယ်ချင်းများကူညီမလားအစချစ်တဲ့ပြင်ပေါ့နောက်ဆုံးကူညီမဲ့လို့မရှိတော့မှဘိုက်ထက်မွေးလာမဲ့ကလေးကိုအင်းဒီကလေးတွေကငါ့ကိုကူညီမှာပဲဆိုပြီးတော့ဘိုက်ထက်ကလေးကိုအားကိုးတယ်တစုံတဝီးရဲ့အကူအညီသူတွေကအမြဲတမ်းမျှော်လင့်နေဆိုတဲ့အကြောင်းပြောပြတာ အာကုဇံဖြစ်ရင်ဗိုက်ထက်ကလေးငွေးလာမဲ့ကလေးကိုအာကုတယ်။ဒါကုအထင်ပါ။ဗိုက်တဲ့ထွက်လာပြီဆိုတော့အင်္ဂုလိမာလာကိုဓာတ်နဲ့လိုက်ရင်ကိုပြေးနေရမယ်တခါတည်းဒါကြောင့်ဘုဒ္ဓမှာအာမကုပါနဲ့အချင်းချင်းကယ်ခံရပြီဆိုရင်အဲ့ဒီကွာကယ်စေရဘယ်တော့မှမလုပ်ဘူး။ဂုံတိခါရှိရတယ်လည်းမဖြစ်နိုင်ဘူး။တချင်းကယ်ခံဘူးဆိုတာနောက်ချင်းကယ်ခံဖို့ပဲသူစိတ်ကူးမယ်။ဒါဆိုရင်ဘဝဟာအောင်မြင်တဲ့လူတွေမဖြစ်နိုင်ဘူး။ဂုံတိခါရှိရတယ်လည်းမဖြစ်နိုင်ဘူး။ ။ဒါကြောင့်ဒီနေ့ဒီချမ်းစတယ်ဘုသူ့ရဲ့အကယ်စေဘုသူ့ရဲ့အကူအညီမှာမမျော်လင့်ပါနဲ့။ကိုချရာဘကိုယက်တည်နိုင်ကြိုးစားမယ်။အမိကိုကင်းကင်းနဲ့ယက်တည်နိုင်တဲ့ပြောဖြစ်မှဘဝဟာဂုံတိခါရှိ။ဒါကြောင့်ဒီနေ့ဒီချမ်းစတယ်မင်းဟာဂုံတိခါရှိရတဲ့ပြောဖြစ်အောင်ကြိုးစားပါ။မင်းလုံနိုင်လိမ့်မယ်ဆိုတာဆရာလုံးဝယုံကြည်တယ်။မင်းဆက်ပြီးကြိုးစားပါ။မင်းလုံးဝအောင်မြင်လိမ့်မယ်။